မင်္ဂလာပါရှင်2014ခုနှစ်နိုဝင်ဘာလ24ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခင်ပါပါ RFA အစီအစဉ်တွေကိုမြန်မာစံတွင်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီအစီအစဉ်ကိုပဲနောက်တနည်းမနက်9နာရီခွဲမှာတစ်ချိန်နေ့လယ်တနင်္လာမှာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းအသိပေးအပ်ပါတယ်ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် တိုင်းဒေသကြီးနဲ့ပြည်နယ်အလုံးမှာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေရွေးချယ်တဲ့အခါ PR ခေါ်အချိုးချကိုစားပြုစနစ်ကိုကျင့်သုံးဖို့အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်ပါတယ်။ PR စနစ်ကျင့်သုံးရေးအကောင်အထည်ဖော်မှုကော်မရှင်ရဲ့အစိုးရခံစားနဲ့ပတ်သက်ပြီးဒီကနေ့လွှတ်တော်အစည်းအဝေးကမဲခွဲဆုံးဖြတ်ရမှာကန့်ကွက်သူ24ဦးသာရှိပြီးထောက်ခံသူများတာကြောင့်အတည်ပြုလိုက်ကြောင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမြင့်ကကြေညာခဲ့ပါတယ်။ PR စနစ်ကိုပြည်သူ့လွှတ်တော်မှာဆွေးနွေးရမှာ ဖွဲ့စည်းပုံခြေခံဥပဒေနဲ့မညီကြောင်းခြေခံဥပဒေခုံရုံးကအကြောင်းကြားခဲ့တဲ့အတွက်နိုဝင်ဘာလ14ရက်နေ့ကပေးချခဲ့ပါတယ်ရှင်။ဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့ဖွဲ့စည်းပုံခြေခံဥပဒေကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းကိုအတည်ပြုရေးအတွက်ပြည်လုံးကျွဆန္ဒခံယူပွဲပြုလုပ်ဖို့ဥပဒေကြမ်းကိုကိုယ်စားလှယ်၄ဦးကဆွေးနွေးပြီးတဲ့နောက်အတည်ပြုလိုက်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတော်သမရပြည်တော်စုလွှတ်တော်နာယကကာကွယ်ရေးဦးစီးချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်တဲ့ လေးဝင်ဆိုင်တွဲဆုံဆွေးနွေးပွဲပြုလုပ်ပေးဖို့အတွက်ကွန်ချန်ကုန်းနဲ့ကောက်မှုမြို့နယ်မှာဒီကနေ့ဆန္ဒပြခဲ့ကြပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ငင်းချမ်းရေးလက်သမားအရေးအလုပ်သမားအရေးနဲ့ကျောင်းသားအရေးကိစ္စတွေကိုဖြေရှင်းနိုင်မှုအတွက်ခေါင်းဆောင်၄ဦးတွဲဆုံဆွေးနွေးဖို့တောင်းဆိုတာဖြစ်တယ်လို့ဆန္ဒပြသူတွေကပြောပါတယ်။တွန်တင်းနဲ့တလားမြွနယ်တွေမှာလည်းမနက်ဖြန်ဆက်ပြီးဆန္ဒပြကြမယ်လို့ဆိုပါတယ်ဒီကနေ့ဆန္ဒပြပွဲမှာမြွနယ်လေးမြွနယ်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ 88မျိုးဆက်ငင်းချင်းရင်းနဲ့ပွင့်လင်းလူအဖွဲ့အစည်းအဖွဲ့ဝင်တွေနဲ့ဒေသခံတွေပါဝင်ခဲ့ကြပါတယ်ရှင်။အစိုးရတပ်ရဲ့ပြစ်ခတ်မှုကြောင့် KIO ဗိုလ်တန်းအောင်ကတည်ဆုံသွားတဲ့ဗိုလ်လောင်း23ရောက်အတွက်ဝန်နေချောင်းစုတောင်းပွဲကိုရန်ကုန်မြို့တော်ခမ်းမရှိကလွတ်လပ်ရေးကြောက်တိုင်မှာဒီနေ့ပြုလုပ်ခဲ့ပါတယ်။ငင်းချင်းရင်းနဲ့ပတ်သက်ပြီးလူငယ်တွေရဲ့မျှော်လင့်ချက်တွေကိုခေါင်းဆောင်တွေသိစေဖို့ရည်ရွယ်တယ်လို့စုတောင်းပွဲမှာပါဝင်တဲ့ကချင်အမျိုးသမီးအက်စတာနောကပြောပါတယ်။ ဒီနေ့ဆူတောင်းပွဲမှာကချင်ရခိုင်ချင်းစတဲ့တိုင်းရင်းသားလူငယ်90လောက်ကအနောက်ရောက်အင်ဂျီတွေဝစ်ပြီးတိတ်ဆုံးသွားတဲ့ဘူလောင်းတွေအတွက်ဝန်ထမ်းချင်းအထိတ်မှတ်ဖြစ်ဘာသာအလိုက်ဝစ်ပြုဆူတောင်းခဲ့ကြပါတယ်။ဒီအတော်အတွင်းအစိုးရတပ်ရဲ့ပြစ်ခတ်မှုကြောင့် KIU ဘူလောင်းတင်နန်းသား23ဦးတိတ်ဆုံးတဲ့ကိစ္စမှာအဖြစ်မှန်ကိုဖော်ထုတ်ပြီးထိခိုက်နစ်နာသူတွေကျဉ်နှက်အောင်ဆောင်ရွက်ပေးဖို့တိုက်တွန်းကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒီကနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်ရှင်။ အစိုးရတပ်ရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးခဲ့တဲ့ခရီးဘိုတင်နန်းဒါ23ရောက်အတွက်ဝမ်းနည်းချောင်းဆုတောင်းပွဲကိုရန်ကုန်မြို့ရွှေလီလန်းကမြန်မာညီညာရေးစင်တာရှိမှမနေ့ကပြုလုပ်ခဲ့တဲ့အကြောင်း RFA သတင်းတောက်ကိုကျော်ထွန်းနိုင်ကဆက်ပြီးတင်ပြပေးပါမယ်ရှင်။ရန်ကုန်မြို့မှာနေတဲ့ပလောင်ချင်းကချင်းနဲ့ရခိုင်တိုင်းသားလူငယ်တွေအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့လူငယ်တွေကအမဲရောင်အင်ကြီးတွေဝစ်စင်ပြီး KIA ဘူလောင်းတင်ရန်ကြောင်းထဲမှာတိတ်ဆုံးခဲ့ရသူတွေအတွက်ဝမ်းနည်းကြောင်းသူတောင်းခဲ့ကြတာပါ ကချင်ဒေတာမှာကျွန်တော်တို့တိုင်းရင်းသားညီနောင်29ဦးပေါ့အခုလိုမျိုးကြာဆုံးသွားတာနဲ့ပတ်သက်ပြီးတော့တိုင်းရင်းသားတွေပဲထိခိုက်ကြဆုံးဆုံးတက်မတော်သားတွေပဲထိခိုက်ကြဆုံးဆုံးကျွန်တော်တို့နိုင်ငံသားတွေထိခိုက်ကြဆုံးတယ်အထူးသဖြင့်ကျွန်တော်တို့ငင်းချမ်းရေးလမ်းစဉ်တွေကိုထိခိုက်စေတယ်ဆိုတဲ့အခြေအနေတစ်ခုကိုသိတာစီခြင်းလို့ပါကျွန်တော်တို့ပြည်သူလူထုတွေမျိုးဆက်သစ်လူငယ်မောင်မယ်တွေအားလုံးဟာငင်းချမ်းရေးကိုအမှန်တကယ်လိုချင်ကြတယ်ဆိုတာကိုသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေတိတိကျကျ ပြပြမြင်သိမြင်ပြီးပြုပြင်နိုင်မှာပါဒီနေ့စုတောင်းပွဲမှာပါဝင်သူတွေဟာတိတ်ဆုံးခဲ့ရတဲ့ဘိုလ်လောင်းတွေအတွက်ဝမ်းနေကြောင်းပန်းချင်းတွေပန်းကွေတွေနဲ့နှင်းစီပန်းတွေကိုကင်ပြီးရွှေလီလန်းမှာရှိတဲ့မြမငင်းငင်းဆန္ဒရှိကိုတွားရောက်ပြီးဖျောင်းနိုင်ထွန်းစုတောင်းခဲ့ကြတာပါအမတို့အနေနဲ့ပုံတိုင်းတိုင်းမျိုးပုံမှန်ပါလေပေါ့နော်လူချဆုံးသွားတဲ့ရဲဘော်တွေအတွက်အမတန်မှဝမ်းနေရတယ်ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကလည်းဒီလူငယ်လေးတွေဖြစ်တယ် ဆိုတော့ဒီနိုင်ငံအတွက်ဆုံးရှုံးမှုကြီးလို့မြင်တယ်ဒီအခုလိုငင်းချင်းဆွေးနွေးညှိနှိုင်းမှုတွေအများကြီးလှုပ်ဆောင်နေတဲ့အချိန်မှာဟိုပြန်ပြီးတော့နောက်ထပ်နေတဲ့ပုံစံတွေမြင်ရတဲ့အချိန်မှာညီမတို့အရန်တောင်းတမိတယ်ပေါ့နော်အများကြီးစူးစမ်းနေကြတဲ့ဒီငင်းချင်းရေးဆိုတဲ့ပန်းထိုင်ဟိုတောင်မှရောက်နိုင်ကြပါမလားပေါ့နော်အစိုးရတက်ရဲ့ပြက်ကတ်မှုကြောင့် KIO စစ်တင်နှံကြောင်းအတွင်တင်နှံတက်နေတဲ့တအောင်းအမျိုးသားလွတ်မြောက်ရေးတက်မတော် TNL ရခိုင်တက်မတော်ချင်းမျိုးသားတက်ဦးနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦးကတပ်ဖွဲ့ဝင်ပိုလောင်း23ဦးသေဆုံးခဲ့ရပါတယ်အငင်းချင်းလည်းပါသွားတယ်ပြီးတော့သူတို့အာ DNA တွေက7ယောက်ပါသွားတယ်ဆိုတော့စိတ်မခါသူတို့ဒီဘဝနဲ့အထိမ်းမှန်နေလည်းလုပ်ပေးတာပါဂျာကျွန်တော်တို့ဗမာပြည်သူတွေဟာဒါစစ်တပ်ရဲ့တချောက်လုံးမှလာတယ်မှတ်ပါပါအများအားဖြင့်တန်တရားရှိနေရတယ်เนาะစိတ်ထဲမှာလည်းစိတ်ဓာတ်ရဲ့အများကြီးရှိနေရတယ်အဲ့တော့ဂျာမျိုးလို့ရတည်လုပ်တယ်ဆိုရင်တော့ တက်မတော်ပုံမှာပေါ့ဒီ democratic transition မှာပေါ့ပြည်သူတွေအများကြီးစံတရားပို့ကြည့်လာမှာပေါ့ဒါမမာပြည်တဲ့ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။တော့ကျွန်တော်တို့ကတကယ်ငြိမ်းငြိမ်းချမ်းတဲ့ညီညွတ်တဲ့ federal ပြည်တော်ကြီးတိစောက်ရှင်တယ်။ဒီအဲ့ဒီလမ်းကြောင်းမှာဒါရခင်ဗျာဒါတော်တော်ဆိုးဝါးအမှပဲ။ပြီးခဲ့တဲ့ရက်တွေကလည်းကချင်ပြည်နယ်မြကြီးနားမြို့မှာ KIA ဘူလောင်းတန်တန်းကြောင်ဝင်အတွင်တည်ဆုံခဲ့တဲ့ဘူလောင်းတွေအတွက်ဝန်내ကြောင်းစုတောင်းပွဲတွေကိုကျင်းပခဲ့ပါတယ်ခင်ဗျာ။အရဖီဒရင်တော့ကိုကျော်ထွန်းနိုင်တင်ပြပေးခဲ့တာပါရှင်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတင်ဖွဲ့စည်းထားတဲ့တနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နဲ့ထိုင်းအခြေစိုက်လူမှုအခြေပြုအဖွဲ့အစည်းတွေထိုင်းမြန်မာနယ်စပ်တနေရာမှာမနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ RF သတင်းတောက်ကိုအောင်မွန်းမြင့်ကသတင်းပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးနဲ့ငြိမ်းချမ်းရေးအပြောင်းအလဲဖြစ်ပေါ်မှုတွေပေါ်လူမှုအခြေပြုလူ့အဖွဲ့အစည်းတွေအနေနဲ့ထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ပြီးကျင်းပတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ပြည်ခတ်ရက်စေးဆန်ရညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCD ကောင်းဆောင်တွေနဲ့အခုလိုမတွေ့ဆုံခင်နိုဝင်ဘာလ22ရက်နေ့ကထိုင်းနိုင်ငံအခြေစိုက်လူမှုအခြေပြုလူ့အဖွဲ့စည်း CSO တွေတည်ထောင်တွေ့ဆုံခဲ့ပါသေးတယ်။အဲ့ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကာလနဲ့ငင်းငင်းရင်ဖြစ်စဉ်ဆိုင်ရာအခြေအနေတွေနဲ့ပတ်သက်ပြီးငင်းငင်းရင်ဖြစ်စဉ်တစ်ခုလုံးကိုပြန်သုံးသပ်တာဒီဖြစ်စဉ်မှာအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍအခြေအနေတွေငင်းငင်းရင်ဖြစ်စဉ်တစ်ချောင်းမှာလူမှုအခြေပြုလူမှုအဖွဲ့အစည်းတွေရဲ့အခမ်းကဏ္ဍနဲ့မီဒီယာတွေရဲ့ပူပေါင်းပါဝင်နိုင်မှုအခြေအနေတွေကိုသုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ဒီရှိတိတ်ခန့်ရတဲ့ငင်းငင်းရင်တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်တော့ခေါင်းဆောင်ကြီးတွေအနေနဲ့စဉ်းစားပေးရမယ့်အနေထားထည့်သွင်းပြီးတော့မှဆွေးနွေးသွားရမယ့်အနေထားမျိုးတွေက level လိုအပ်တယ်ပေါ့နော်။အဲ့ဒါကိုလည်းကျမတို့ကတော့တင်ပြချင်တဲ့သဘောပါလေ။ဒါကြောင့်မလို့လည်းပဲ ဒီရက်ဖက်လူဖွဲ့စည်းတဲ့အကောင်လုံးပေါ့လေဒီထွေးတွေထိုင်းနိုင်ငံအခြေစိုက်ပေါ့သူတို့ဖိတ်ပြီးတော့မှအခုလိုပွဲလေးပြုလို့ရချင်မှဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးမှုတွေတဲကရလာတဲ့အချက်တွေကိုဒီကနေ့မှတိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေကိုတင်ပြဆွေးနွေးခဲ့ပြီး လူမှုအစီအပြုလူအဖွဲ့အစည်းတွေရဲ့တင်ပြမှုတွေကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြားဆက်လက်ဆွေးနွေးပြီးလှုပ်ဆောင်သွားမယ်လို့ NCCD အဖွဲ့ခေါင်းဆောင်ဦးနိုင်ရသာကပြောပါတယ်။ဒီလိုအပြောင်းအလဲမြန်မြန်ဆန်ဆန်ဖြစ်ဖို့ဆိုတဲ့အမှန်လဲလူမှုတွေကိုတိုင်ပေါင်းပြီးတော့အားပေးဖို့ပေါ့မှာမဟုတ်တယ်။လူမှုဖွဲ့စည်းတဲ့နဲ့ပေါ့နော်ဒီမီဒီယာတွေအပေါင်းတော့အားလုံးကနေပြီးတော့ဒီအခြေအနေအစုံကိုကျွန်တော်ပြောပြဖွင့်ရတဲ့အတွက်ပေါ့လေကျွန်တော်တို့လည်းဝန်တာပဲဒီငင်းချရေးဆွေးနွေးတဲ့ဆွေးနွေးရမှာတော့နိုင်ငံရေး ကိစ္စတစ်ခုတည်းပဲမဟုတ်ပဲနဲ့ကျွန်တော်မြန်မာပြည်မှာမြန်မာပြည်မှာကျွန်တော်တို့ဒီပညာရေးတမ်းမာရေးဖွင့်ဖွင့်ပြိုးရေးကိစ္စတွေနဲ့အပြင်ကျွန်တော်တို့ဒီရွှေပြောင်းအလို့သမားတွေကိစ္စတွေပါကျွန်တော်တို့ဟိုထက်ထဲဝင်ဝင်ကျွန်တော်တို့ဆွေးနွေးတင်နေလို့ကျွန်တော်နေနေတယ်။နေရကြကျင်းမခဲ့တဲ့ဒီအစည်းအဝေးကိုတနင်္ဂနွေလုံးအပြစ်ခတ်ရဆရေးဆရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကခေါင်းဆောင်တွေအပါအဝင်လူမှုအစီအပြုလူမှုအဖွဲ့အစည်း20ကျော်ကကိုယ်စားလှယ်90နီးပါးတက်ရောက်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ။အရာဖေတဲ့တဲ့ကိုအောင်မွင့်မြင့်တဲ့တင်ပေးပို့ခဲ့တာပါရှင်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကိုတာဝန်ကရပ်ဆိုင်းပေးဖို့အတွက်စကိုင်းတိုင်းမုံရမြို့မှာဆန္ဒပြခဲ့ကြပါတယ်။ဦးတင်အေးဟာကော်မရှင်ဥက္ကဋ္ဌဖြစ်ခန့်အပ်ခံရခြင်းကချက်ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တဦးဖြစ်ခဲ့တာကြောင့်ဖွဲ့စည်းပုံခြေခံဥပဒေနဲ့မညီဘူးလို့ဆန္ဒပြသူတွေကပြောပါတယ်။ဒါအပြင်ပြည်သူယုံကြည်လေးစားတဲ့ရွေးကောက်ပွဲကော်မရှင်အသစ်ပြန်ပြီးဖွဲ့စည်းပေးဖို့2015ရွေးကောက်ပွဲကိုချိန်မှန်ကျင်းပပေးဖို့နဲ့ရွေးကောက်ပွဲကော်မရှင်ဥပဒေကိုပြင်ဆင်ပေးဖို့စတဲ့အချက်လေးချက်ကိုလည်းတောင်းဆိုခဲ့ကြပါတယ်။ နွေမာလာ၁၈ရက်နေ့ကလည်းဥတည်ရေးကိုတာဝန်ကရက်ဆိုင်ပေးဖို့အတွက်အလားတူဆန္ဒပြပွဲကိုစကိုင်းမြို့မှာပြုလုပ်ခဲ့ပါတယ်ရှင်။မန္တလေးတိုင်းပတိန်ကြီးမြို့နယ်အုံချောကြီးပြာမှာတပ်တူရင်းဝန်ကြီးဌာနကတည်ယူထားတဲ့မြေယာတွေကိုပြန်လည်ရယူလို့ကြောင်းမြေသိမ်းခံတောင်သူ၆ဦးကမြေကတည်င်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။အုံချောကြီးပြာကမြေဧကတရာကျော်ကိုထုံးကြောက်စီမံကိန်းအတွက်ဆိုပြီးတပ်တူရင်းဝန်ကြီးဌာနကလွန်ခဲ့တဲ့1989ခုနှစ်ကတည်းကတည်ယူခဲ့တာပါ။ 2000မြင်းနှစ်မှာစီမံကိန်းကိုရပ်ဆိုင်းလိုက်ပြီးတဲ့နောက်ဒီမြေတွေကိုအသုံးမပြုတော့တဲ့အတွက်မူလပိုင်ရှင်တွေကပြန်လည်ရယူလိုကြတယ်လို့ပြောပါတယ်။ရပ်ဆိုင်းထားတဲ့စီမံကိန်းမြေနေရာတွေကိုအခုချိန်မှာကာကွယ်ရေးဝန်ကြီးဌာနကိုလွှဲပြောင်းထားတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။2954ခုနှစ်မြောက်ကယန်းနှစ်တကူနေ့ကိုရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့ကနှတ်တော်ဘုန်းတော်ကြီးကျောင်းမှာနိုဝင်ဘာလ22ရက်နေ့ကကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာကရန်ရွရအကပြိုင်ပွဲအပြင်ရှမ်းနဲ့ပအိုရွရအကတွေနဲ့လည်းဖျော်ဖြေခဲ့ကြပါတယ်။တိုင်းရင်းသားခွင့်ရေးနဲ့ပတ်သက်ပြီးပြည်သူ့လွှတ်တော်နဲ့ပြည်ထောင်စုလွှတ်တော်တွေမှာအတည်ပြုပြီးဖြစ်တာကြောင့်တိုင်းရင်းသားတွေရဲ့ရွရဓလေ့တွေပေါ်ထုတ်ခွင့်ပုံမူရလာမယ်လို့မျှော်လင့်ကြောင်းအခမ်းအနားတက်ရောက်ခဲ့တဲ့ရှမ်းပြည်တောင်ပိုင်းကရန်တိုင်းရင်းသားရွရဝန်ကြီးကပြောပါတယ်။ကရန်လူမျိုးအများစုဟာကရားပြည်နယ်၊ကရင်ပြည်နယ်နဲ့ပြည်မနာမြို့နယ်တွေမှာပါနေထိုင်ကြပေမဲ့ကရန်အမျိုးသားနေအခမ်းအနားကိုဖဲခုံမြို့နယ်မှာသာကျင်းပနိုင်နေတယ်လို့သိရပါတယ်။ အခုနှစ်ကယန်းနှစ်တကူနေ့ကိုဖဲခုံမြို့နယ်တွင်ကဒေသခံကယန်းလူမျိုး2000ကျော်တက်ရောက်ခဲ့ကြပါတယ်ရှင်အားဖြင့်ယုံမြင်တဲ့ညာစီစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုဆက်ပြီးမြမအိမ်နီးချင်းအာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းချို့ကိုဆက်ပြီးတင်ပြပေးပါမယ်ရှင်ထိုင်းနိုင်ငံခိုတောင်ကျွန်းလူသက်မှုနဲ့ဖမ်းဆီးခံထားရတဲ့မြမအလို့သမား၂ဦးအတွက် မြန်မာတန်ယုံကအာမခံကြီးဘတ်နှစ်တန်းစိုက်ထုတ်သွားမယ်လို့သိရပါဗျ။မြန်မာလူသမား2ဦးပေါ်ဆွဲဆိုထားတဲ့အမှုတွေဟာကြီးမားတဲ့အတွက်အာမခံကြီးများရင်အခွင့်အရေးပိုကောင်းမယ်လို့ရှင်းနေများကောင်းစီကအကြံပေးတဲ့အတွက်အခုလိုဆုံးဖြတ်ခဲ့တာလို့မြန်မာတန်ယုံအထူးအဖွဲ့ဝင်ရှင်းနေဦးအောင်မျိုးတန်ကပြောပါဗျ။ခိုးတောင်းကျုံလူတပ်မှုမှာကုညီပေးဖို့အတွက်မြန်မာအစိုးရကအထူးကိုယ်စားလှယ်အဖြစ်ဆေလွှတ်လိုက်တဲ့မြို့သားလွှတ်တော်ဥက္ကဋ္ဌဥက္ကင်အောင်မြင့်ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းကထိုင်းလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေဟာဗိုလ်ချုပ်ကြီးပရာယွတ်ချန်ဟိုချာအစိုးရလက်ထက်အကောင့်ထဲပေါ်ဖို့သတ်မှတ်ထားတဲ့မြန်မာနယ်စပ်မဲဆောက်ထူးစီးပွားရေးဆောင်မှာအကျိုးအမြတ်များများရနိုင်မယ်လို့မျှော်လင့်နေကြပါတယ်။ထိုင်းဝန်ကြီးချုပ်ရင်လက်လက်ထက်ကအ ਨੇ ဆုံးလောက်ခသတ်မှတ်ချက်ကြောင့်ထိုင်းလုပ်ငန်းရှင်တွေထိခိုက်ခဲ့ရပြီးမဲဆောက်ဒေသမှာအခုနှစ်အတွင်းဆက်ယုံ15ယုံပိတ်လိုက်ရပါတယ်။ မဲဆောက်စီပွားရေးစုံတိဆောက်ဖြစ်ရင်မြန်မာဘက်ကအလို့သမားတိမ့်နဲ့ချီပြီးအလုပ်ကင်တွေရနိုင်တယ်လို့တခရိုင်ကုန်သင်ကြီးများအသင်းဥက္ကဋ္ဌကပြောပါတယ်။ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့နေဆက်ကုန်သင်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုအတွက်ကမ္ဘောဒီးယားနေဆက်ထက်မြန်မာနေဆက်ကိုပိုပြီးစိတ်ဝင်စားနေကြတယ်လို့လည်းသိရပါတယ်ရှင်။ဖိလစ်ပိုင်အခြေစိုက် Global Telecom Company ဟာမြန်မာနိုင်ငံကတလီလက်ကင်ဖုန်းဈေးကွက်ကိုဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေတယ်လို့သိရပါတယ်။တရုတ်နိုင်ငံဘေကျင်းမြို့မှာကျင်းပတဲ့ အာရှပစိဖိတ်ဒေတာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် ကုမ္ပဏီအကြီးအကဲတွေရဲ့အစည်းအဝေးအတွင်း Global ကုမ္ပဏီအကြီးအကဲကအခုလိုပြောလိုက်တာပါမြန်မာနိုင်ငံမှာလက်ကင်ဖုန်းဝန်ဆောင်မှုလုပ်ငန်းတွေရှိနေပေမဲ့လက်ကင်ဖုန်းနဲ့ပတ်သက်ပြီးငွေကြေးဝန်ဆောင်မှုကြော်ညာလုပ်ငန်းစတာတွေမှာဝင်ရောက်လုံနိုင်တဲ့အခွင့်အလမ်းတွေရှိနေတဲ့အကြောင်းတခုတည်းသောအာဆီယံဈေးကွက်ပေါ်ပေါက်လာရင်လည်းလက်ကင်ဖုန်းအခြေခံနဲ့စီးပွားရေးဝန်ဆောင်မှုတွေလုံနိုင်မှုစဉ်းစားထားတဲ့အကြောင်းဖိလစ်ပိုင်ကုမ္ပဏီအကြီးအကဲကပြောကြားသွားပါတယ် ဒီကနေ့အတွက်စိတ်ဝင်စားစရာအာရှသတင်းကောင်းထုတ်ချက်တွေကတော့ဒီလောက်ပါပဲရှင်။ဒီညအတွက်သတင်းကဏ္ဍကိုလည်းဒီညနဲ့ရနာဝင်ပြပါ။မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ကျမတို့ RFA ရုံမြင့်တန်ညာအစီအစဉ်တွေကိုမြန်မာစံတွေညည၈နာရီခွဲကနေ9နာရီအထိညစဉ်ထုတ်လွှင့်နေပါဗျ။မိဘအကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင်။ အရဖီမန်ဒညာအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေကိုဆက်တိုက်ထုတ်လွှင့်သွားမှာပါဒီကနေ့ကျင်းပတဲ့အမျိုးသားလွှတ်တော်အစည်းအဝေးကနေ PR ခေါ်အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်ကိုတိုင်းဒေသကြီးနဲ့ပြည်နယ်အလုံးမှာတပြင်းညီကျင့်သုံးဖို့မဲခွဲဆုံးဖြတ်လိုက်ပါတယ်အပြည့်အစုံကို RFA အဖွဲ့သားကိုချေကတင်ပြထားပါတယ်ရှင်ဒီနေ့ကျင်းပခဲ့တဲ့အမျိုးသားလွှတ်တော်မှာရွေးကောက်ပွဲတွေမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အလုံးမှာ အချိုးကျကိုစားပြုစနစ် PR ကျင့်သုံးရေးဆိုင်ရာအစိုးအကောင့်တေဖို့ရေးကော်မရှင်ရဲ့အစီရင်ခံစာကိုလွှတ်တော်မှာဖတ်ကြားပြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမြငိမ့်ကအတည်ပြုခဲ့တာပါအချိုးကျကိုစားပြုစနစ် PR ကျင့်သုံးရေးဆိုင်ရာအစိုးအကောင့်တေဖို့ရေးကော်မရှင်ရဲ့အစီရင်ခံစာကိုရွေးကောက်ပွဲကော်မရှင်နဲ့ပေးပို့သွားမယ်လို့သိရပါဗျ။ကန့်ကွက်စန္ဒာမဲပေးခဲ့တဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျင်းညွန့်ကတော့ဒီစနစ်ကိုအစဉ်တစိုက်ကန့်ကွက်ခဲ့တာဖြစ်ကြောင်းပြောပါဗျ။ တိုင်းဒေသကြီးနဲ့ပြည်နယ်ကိုတပြေးညီကျင့်သုံးတာကိုသဘောတူမတူလို့ဖြစ်လာတယ်။အဲ့တော့တို့ကအစတည်းကပြည်ယာကိုကန့်ကွက်တာဖြစ်လာတဲ့အတွက်တိုင်းဒေသကြီးတွဲပြီးတော့တပြေးညီလှုပ်ထားကိုလည်းကန့်ကွက်တယ်။တိုင်းဒေသကြီးကိုခွဲပြီးတော့လုပ်မယ်ဆိုတော့လည်းကန့်ကွက်တယ်။နှစ်မျိုးစလုံးကိုကန့်ကွက်တယ်လို့ဟိုကထပ်ပြီးကန့်ကွက်တယ်။တိုင်းရင်းသားလှုပ်တော်ကိုယ်စားလှယ်ဥဆောင်လှည့်ထမ်းကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုမရှိဘူးလို့ဆိုပါတယ်။ PR စနစ်မှာအခုချင်းပြည်နယ်တပြည်နယ်လုံးမှာကိုက ဒါစူပွန်အဖြစ်ဝင်ပြန်ရမယ်ဘလူရီခေါ်လို့လို့တော့မလဲအထိပယ်မရှိတော့ဘူးလေဒါအဲ့ဒါကြောင့်အခြေခံဥပဒေနဲ့ဒါလုံးဝအဆန့်ကျင်တယ်ဒီအချိုးကျကိုစားပြုစနစ် PR ရွေးကောက်ပွဲစနစ်ကိုအမျိုးသားလွတ်တော်မှာစတင်တင်သွင်းခဲ့တဲ့ဒေါခင်ဝိုင်းကြီးကတော့ PR ဟာ2008ဖွဲ့စည်းပုံနဲ့ကိုက်ညီကြောင်ပြောပါတယ်အန်တီတို့အကုန်လုံးရဲ့စုံဖြတ်ချက်ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေမှာညှိနေတဲ့ဟာအမျိုးသားလွတ်တော်အနေနဲ့ကတော့မရှိဘူးလို့အန်တီတို့ကတော့အဲ့လိုလိုဆိုနေတာပဲပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်တော်မှာအဲ့ဒီအချိုးကျကိုစားပြုစနစ် PR ဟာ2008ဖွဲ့စည်းပုံနဲ့ကိုက်ညီမှုမရှိကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့သဘောထားရယူကပြည်သူ့လွတ်တော်မှာကျင့်သုံးဖို့ပယ်ချခဲ့ပါတယ်။အမျိုးသားလွတ်တော်မှာတော့ကန့်ကွက်ခဲ့တဲ့ကိုယ်စားလှယ်တွေကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီကြောင်းလေ့လာဆန်းစစ်တွေ့ရှိခဲ့ရင်အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဆရာကိုင်းတုံးလက်မှတ်ထိုးပြီးဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုပေးပို့ပြီးဆုံးဖြတ်ချက်ရယူမယ်လို့သိရပါပါခင်ဗျာ။ ် RFA ဖွဲ့သားကိုချီတင်ပြပေးသွားတာပါရှင်။လူသမားဥပဒေရေးဆွဲရမှာလူသမားကိုယ်စားလှယ်တွေပါဝင်ပြီးတောင်းဆိုတဲ့ဆန္ဒပြပွဲတစ်ခုကိုမန္တလေးမြို့ကဆက်မှုဆောင်မှာမင်းကပြုလုပ်ခဲ့ပါတယ်။ RFA ဖွဲ့သားကိုခမောင်စိုးမင်းကတင်ပြထားပါရရှင်။အခုဆန္ဒပြပွဲကိုမန္တလေးမြို့စက်မှုဆောင်ကအလုသမားတွေအပြင်သခိုင်းနဲ့ပလိတ်ချီမြင့်နဲ့အထက်ဆက်ယုံကအလုသမားတွေလည်းပါဝင်ကြပါတယ် သူတို့ရဲ့အဓိကတောင်းဆိုချက်တွေကအလို့ရှင်အလို့သမားဝါနိစပြဿနာဖြေရှင်းရေးဥပဒေရေးဆွဲရမှာအလို့ရှင်တွေရဲ့ကိုယ်စားလှယ်တွေပါဝင်ခွင့်ရသလိုအလို့သမားတွေရဲ့ကိုယ်စားလှယ်တွေပါဝင်ခွင့်ရရှိဖို့ဖြစ်ပါတယ်ဥပဒေရေးဆွဲတဲ့နေရာမှာတစ်ဖက်တည်းရေးဆွဲကြတယ်နော်ဆိုတော့အမှန်ဆိုရင်ဥပဒေရေးဆွဲတာသူတို့ပညာရှင်နဲ့ရေးဆွဲတာတော့မှန်ပါတယ်နော်ပညာရှင်နဲ့ရေးဆွဲတင်တာတော့မှန်တယ်တို့ပေမဲ့လည်းအလို့သမားကိုယ်စားလှယ်တော့ထဲ့သွင်းတင်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အလို့သမားနဲ့ဆိုင်တဲ့ဥပဒေဖြစ်တဲ့အတွက်ကြောင့် အလုံသမားကိုယ်စားလှယ်ရဲ့အလုံရှင်ကိုယ်စားလှယ်ရဲ့ဒါတော့မဖြစ်မနေထဲ့တင်တယ်လို့ထင်တယ်အလုံရှင်အလုံသမားဝါနိဆာပြိပကဖြည့်ရှင်းရမှာအလုံသမားတွေဘက်ကသာပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်တာမလုပ်ဘဲအလုံရှင် တွေဘက်ကလည်းအလားတူပြစ်ဒဏ်တွေပြဋ္ဌာန်းပေးဖို့တောင်းဆိုခဲ့ကြပါတယ်အလုံရှင်တွေဥပဒေချိုးဖောက်ရင်ဒဏ်ငွေလောက်သာတတ်မှတ်ပေးတဲ့အပေါ်မှာလည်းမကြေမနက်ဖြစ်ပြီးထောင်ဒဏ်တွေပါတိုးမြင့်တတ်မှတ်ပေးဖို့တောင်းဆိုကြပါတယ် ။လုံသမားတွေအတွက်ဓာတ်ဝင်၅သိန်းကတော့နည်းတဲ့ကြီးမားတဲ့ဟိုပြစ်ချက်ကြီးပေါ့ဗျာ။လုံသမားတွေအတွက်ကရှားတာအနည်းဆုံးခါကျိုးဝင်မှာ၃သိန်းတောင်မပြည့်တဲ့ဥစ္စာ။ဒီလို၅သိန်းရာ6လလာစုမှသာလဲ၅သိန်းပြည့်မှာလုံသမားတွေအတွက်ကတော့အကြီးဆုံးပြည့်တန်ကြီးပေါ့ဗျာ။အလုံးရှင်တွေအတွက်ဓာတ်ဝင်၅သိန်းကတော့သူတို့တို့မပြောပြောလောက်တဲ့အပြင်းလေးဖြစ်တဲ့ဒီလိုအတွက်ကြောင့်ကျွန်တော်တို့ကတောင်းဆိုရတယ်။ဘာဖြစ်လို့ဒီလိုတောင်းဆိုရလဲဆိုရင်လုပ်ငန်းရှင်တွေကဒီဓာတ်ငွေပဲအသတ်မဲ့မယ်ဆိုရင်သူတို့ကဥပဒေကိုပတ်စံပေးပြီးတော့ချိုးဖောက်အောင်ပါပဲ။အဲ့ဒီလိုဆန္ဒပြပွဲအပြီးမှာတော့ အလုရှင်အလုသမားဝါနေဆပရိပခဖြည့်ရှင်းရာမှာအလုသမားတွေကိုဥပဒေမဲ့အလုပြုတ်ရှင်းကကာကွယ်ခြင်းအပါအဝင် အချက်၈ချက်ပါဝင်တဲ့ကြီးညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်၁အလုသမားဥပဒေရေးဆွဲရာတွင်အလုသမားကိုယ်စားလှယ်များပါဝင်ခွင့်ပြုရန်၂ပြည်တော်ကိုယ်စားလှယ်များအနေဖြင့်ဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်၂၄အားလေးစားလိုက်နာပြီးမိမိနိုင်ငံအလုသမားတို့၏အနာဂတ်ဘဝကို စာနာနားလည်စိတ်ဖြင့် အလုသမားဥပဒေများဖျားဆန်းရာတွင်အလုသမားတို့ကမျက်ကွယ်မပြုဘဲပြက်ပြက်သားသားရက်တိပေးရန်အလုသမားတွေအနေနဲ့မန္တလေးစက်မှုစုံအတွင်းလမ်းလျှောက်ဆန္ဒပြခဲ့ကြပြီးတဲ့နောက်ကနောင်ခမ်းမမှာအဆုံးသတ်ကြပါတယ်ခင်ဗျာ RFA ဖွဲ့သားကုကမောင်စိုးမင်းတင်ဆက်ပေးသွားတာပါရှင်ကုလသမဂအတွင်းမှုချုပ်မစ္စတာဘန်ဂီမွန်ကရိုဟင်ဂျာလူမျိုးစုပြီးခေါ်ဝေါ်တုံ့နှုံးခဲ့တဲ့အပေါ်စစ်တွေမျိုးကဒေသခံတွေမနေ့ကဆန္ဒပြခဲ့ကြပါတယ် ရဖီသတင်းတောက်ကိုအောင်ကိုကိုကတင်ပြထားပါတယ်ရှင်။ကုလသမဂ္ဂအထူးတွင်ရမှုချုပ်မစ္စတာဘန်ဂီမူဟာပြီးခဲ့တဲ့နှစ်ဝင်မှာ၁၂ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာရခိုင်ပြည်နယ်အတွင်းကမွတ်စလင်တွေကိုရိန်ဂျာလူမျိုးအဖြစ်ပြောဆိုသွုံးသွားတာကိုလက်မခံနိုင်တဲ့အတွက်ရခိုင်ပြည်နယ်စစ်တွေမျိုးမှာမလေးကဆန္ဒပြခဲ့ကြပါတယ်။ ဒီဇနပြပွဲဟာစစ်တေမျိုးမှာရှိတဲ့တန်ခါဖွဲ့စည်းတွေရက်ဖက်လူမှုဖွဲ့စည်းတွေစုပေါင်းပြီးပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အာဆီယံဆမ်မစ်တော့ကရောက်လာတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဒီမစ္စတာဘန်ကီမွန်းကနေပြီးတော့ဖိုးဝင်ဘင်္ဂလီတွေရိုဟင်ဂျာဆိုတဲ့ဝါဟာရနဲ့ဖန်တီးပြီးတော့ဒီမြန်မာနိုင်ငံရဲ့တိုင်းရင်းသားဖြစ်ဖို့အရေးသူတို့စူးစမ်းချက်တစ်ခုအနေနဲ့ဖန်တီးခဲ့ပါတယ်။ဒါကျွန်တော်တို့ရခိုင်လူမျိုးတွေအတွက်ဌာနေတိုင်းရင်းသားရခိုင်လူမျိုးတွေအတွက် အလွန်တရားမအန္တရာယ်ရှိတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။ဒါကိုကဘာကြီးကတတိပြုမှုပြုမိစေဖို့နောက်ပြီးတော့ဒီ UN အဖွဲ့ဝင်နိုင်ငံတွေကလည်းဒါကိုအလေးရခိုင်လူမျိုးတွေကအလေးထားလာဖို့ဒါကို နောက်ကိုစင်ကြင်နိုင်ဖို့အတွက်ကဘာကြီးကိုကျွန်တော်တို့ဒီ message တစ်ခုပေးခြင်းနဲ့အနေနဲ့ဒါစီစဉ်ကြတာဖြစ်ပါတယ်။ Mr. Bangi Moon အနေနဲ့ Ranger ဆိုတဲ့အသုံးအနှုန်းကိုဘယ်တော့မှမသုံးဖို့နိုင်ငံတကာတရားမဏ္ဍပ်ကျင့်ဝတ်ကိုလေးစားလိုက်နာဖို့ ရခိုင်ပြည်နယ်မှာစစ်ပမှုတွေဖြစ်ပေါ်လာအောင်တိုးတက်လုံးဆောင်မှုတွေမပြုလုပ်ဖို့စတဲ့ဆန္ဒတွေကိုကင်ပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဒီဘင်္ဂလီတေဟာအင်္ဂလိပ်ပြည်ထောင်ခိမဝင်လာတဲ့လူမျိုးသူတို့ကနာမည်လင်တခုရွန်ဂျာဆိုပြီးတော့နာမည်လင်နဲ့ဟို90ဆေစုနှစ်ကစလိန်တာအဲ့ဒီအမှန်တရားကိုဘင်္ဂူမှုကဟာလာမလေးလာဘူးဒေသခံတွေရဲ့ဆန္ဒပါရှိတွေဇမိုင်းပါရှိတွေဆိုတာဟာလာမလေးလာဘူး အလားတွေနဲ့မကမှုပြောက်တာတွေတလွေးစီဖြစ်နေတယ်မကမှုကနိုင်ငံအများဆုံးလို့နိုင်ငံတကာဆုံးဆိုပြီးတော့ဟလာလက်ခံနေဆိုပြီးတော့ပြောနေတယ်နိုင်ငံတကာဆုံးဆိုတာကစီအစိုးရခင်းမှာစီအစိုးရကိုမလိုလားတဲ့အနောက်အင်အားကြီးနိုင်ငံတွေကဒီရိုညာအမိခံတဲ့လူလင်တွေကိုလူရင်းတစုကိုနောက်ကနေပြီးတော့မြောက်ပြေတဲ့ဟာအကျွဲကြောင်အဲ့လိုဖြစ်သွားတာလုံးဝလက်မခံနိုင်အဲ့ဒါကိုပဲ တဖို့မကြတာပေါ့နော်ဒီဝဲနာဆိုတာကငကူကလေးကလေးဒီမှာတို့ရခိုင်ပြည်မှာမရှိဘူးဒီအတုံးနှုံးကို လုံကလက်မခံဆိုပြီးတော့ဆန္ဒလာပြတယ်ရွေးကြဆုတဲ့အုံတို့ဟာပြိပကဖြစ်နေတဲ့အုံတို့တစ်ခုဖြစ်ပြီးနိုင်ငံတကာအတိုင်းဝိုင်းနဲ့လူခွင့်ရေးအဖွဲ့တွေကရွေးရင်ကြလို့ပြောဆိုသူတို့နေသည့်ရခိုင်တိုင်းရင်းသားယူနဲ့မွတ်စလင်တွေဟာနှစ်ဖက်ပြန်လည်တဲ့မြေကြီးဟာအလန့်ဝင်းနေဦးမှာဖြစ်တယ်လို့လဲဆန္ဒပြသူတွေကပြောဆိုကြပါဗျာ။ လာလူဇဏပြပွဲတွေကိုမောင်တော်ကြောက်တော်ပောက်တော်မင်းပြစတဲ့မျိုးတွေမှာမနေ့ကပြုလုပ်ခဲ့ကြသလိုဒီနေ့မှလည်းပုသိတော်မျိုးမှာဆက်လက်ဇဏပြခဲ့ကြကြောင်းလည်းသိရပါပါတယ်ခင်ဗျာ RFA ရမြင်တန်ညာအစီအစဉ်တွေကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်။ရန်ကုန်မြို့ကြည်မနိုင်တဖက်ကန်းကဦးမြ၅စင်တမန်စိတ်ကန်းကိုစိတ်ကန်းဆောက်လုပ်နေတဲ့မြမစီပါရေးကော်ပိုရေးရှင်း MEC ကပိတ်လိုက်တဲ့အတွက်ဒေသခံကျောင်းသူကျောင်းသားတွေနဲ့ကျောင်းသားမိဘတွေဆန္ဒပြခဲ့ကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမြမစီပါရေးကော်ပိုရေးရှင်းကရန်ကုန်တိုင်းလွှတ်တော်ရုံးမှာမနေ့ကရှင်းလင်းခဲ့ပါတယ်။ RFA သတင်းတောက်ကိုကျော်စောဝင်းကတင်ပြထားပါတယ်ရှင်။ရန်ကုန်မြို့ကြည်မနိုင်တဖက်ကန်းကလှိုင်မြင့်နေရာကို မြမစီဝိုင်းကော်ပိုရေးရှင်း MEC ကနိုင်ငံတကာစိတ်ကမ်းပြုလုပ်ဖို့အတွက်ဧက100ကျော်ကိုတင်ဆက်ပြီးဆော့လို့ရေးလုပ်ငန်းလုပ်ကင်နေတာဖြစ်ပါတယ်။အဲ့ဒီလိုစိတ်ကမ်းပြုလုပ်ဖို့အတွက်မြမစီဝိုင်းကော်ပိုရေးရှင်း MEC ကဆော့လို့ရေးဝင်းအတွင်းမှာပါဝင်နေတဲ့ဥမြ90လို့ခေါ်တဲ့တံမှန်စိတ်ကိုလည်းပိတ်ဆို့လိုက်ပါတယ်။တံမှန်စိတ်ကိုပိတ်ဆို့လိုက်တဲ့အတွက်အရိကနေတွာလာနေတဲ့ပြည်သူတွေနဲ့ចောင်းသားတွေကတစ်ဖက်ကမ်းမှာចောင်းတက်နိုင်ဖို့အတွက်လမ်းကိုပြန်လည်ဖွင့်လှစ်ပေးဖို့တောင်းဆိုနေကြပါတယ်။ လက်ရှိတွာလာနေတဲ့ဦးမြ90တမ်မန်စိတ်အစားစီမံကိန်းနဲ့လုကင်းတဲ့နေရာမှာတမ်မန်စိတ်အသစ်ဆောက်လုပ်ပေးထားတယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးမြတ်ကျော်ကျော်ကပြောပါတယ်ရန်ကုန်မြစ်ကြီးကိုဒါဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒီ MEC ကနေပြီးတော့မှဒီတာဝန်ယူပြီးဆောင်ရွက်ပါတယ်ဒီဆောင်ရွက်တဲ့အခါမှာအပြည်ပြည်ဆိုင်ရာစစ်ကမ်းကြီးဖြစ်အောင်လို့ဆိုပြီးတော့မှဒါအကောင့်ထက်ဖို့ဆောင်ရွက်နေတဲ့အပိုင်းဖြစ်ပါတယ်အဲ့လိုအပြည်ပြည်ဆိုင်ရာစစ်ကမ်းကြီးဆောင်ရွက်တဲ့အခါမှာနိုင်ငံတကာ ကုန်တင်တင်မောကြီးတွေတင်မောတွေเนาะအများကြီးဒါလာဖို့ရှိပါတယ်အဲ့လိုလာတဲ့အခါမှာဒီတမန်ဒီတွေဟာအနည်းဖြစ်နိုင်တဲ့အနေဒါရှိပါတယ်ဒါကြောင့်မလို့သူတို့ looking တဲ့နေရာမှာဒါ look looking ခင်းတဲ့เนาะအဆင်ပြေပြေသွားလာနိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့ကစီစဉ်ပေးခဲ့တာဖြစ်ပါကြည့်မြင်နိုင်တဖက်ကမ်းမှာရှိတဲ့ចောင်းသားចောင်းသူတွေဟာလက်ရှိပိတ်လိုက်တဲ့လမ်းကနေဖြတ်တန်းကအလုံမြို့နယ်အထက်ကခွနစ်ကိုတွားရောက်ចောင်းတက်နေကြတာဖြစ်ပါတယ် အစားထိုးပေးတဲ့တမ်းမန်စိတ်ကန်းဟာတွားရေးလာရေးခက်ခဲတဲ့အပြင် ကုန်ကျစရိတ်လည်းကြီးတယ်လို့ကျောင်းသူကျောင်းသားတွေကပြောပါဗျ။ဥမြ90တမ်းမန်စိတ်နဲ့လမ်းကိုပိတ်လိုက်တာဟာစိတ်ကန်းလုံခြုံရေးအတွက်ဖြစ်တယ်လို့တရင်သာရှင်းလင်းပွဲမှာပါဝင်တဲ့မြမစီဝါရေးကော်ပိုရေးရှင်း MEC တာဝန်ခံဦးအောင်နိုင်ကပြောပါဗျ။ဒီကကျွန်တော်တို့ရဲ့ဒီစိတ်ကန်းဝင်းကြီးတွေကတောင်းလာပြီးပန်းလမ်းကိုတောက်လျှောက်ပန်းလမ်းဖြတ်ပြီးတော့မှတောင်းလာတယ်။အဲတော့ဒီကလုံခြုံရေးဆိုကျွန်တော်ဘူးမပြေရတဲ့အခြေအနေရှိအောင်ကျွန်တော် လိုပါခင်ဗျာဒါသာကျွန်တော်တို့ရဲ့ဟိုစိုက်ခံနော်စိုက်ခံနော်အဲဒီဆိုတော့ဘူတောင်းတာကသာမန်ပြည့်ညမှာရှိပါတယ်အဲ့တော့ဘူတောင်းတာဒီကနေပြီးတော့တောင်းလျှောက်တော့ဒီဝင်းရဲ့ဟောဒီဝင်းကဖြတ်ပြီးတော့မှကျွန်တော်တို့တောင်းအဲ့တော့လုံလုံရအောင်ဘလုံးမပေးဘူးညအောင်နော်ခုလက်ရှိနေရတာရုံတော့ဒီကနေပြတ်တယ်ပြီးတော့ဒီလေးရသွားတယ်အဘိဓိယရုပ်လားဟိုဇာနေတိကဘောဇတိကပါခင်ဗျာလေအဲဒါကြီးတော့ပေါ်ပြလို့ရှိရင်ကျောင်းသားတွေဟာလာဟိုလောလက်ကတော့အဲ့ဒီပြည့်ပြည့်ရခန်းလေးပေါ့ တော့ဒီကြောင်းမတ်စာယူဆုံးပြီးသောက်ရတာတော့ဟိုဒါကျွန်တော်ပြီးလို့ရတော့ဒါပြီးသောက်ရအဲ့တော့ဒီစားလေးတော့လုံးမပြီးလို့မရဘူးကျွန်တော်တယောက်တည်းနေတဲ့တော်တော့ဒီအရေးဝင်ထားတဲ့အခြေခံသုံးရနှုတ်ထုတ်နေတဲ့တော်တော့မိဘတယောက်နေတဲ့တော်တော့ပြည်သူပြည်သားတယောက်နေတဲ့တော်တော့ပြောရမယ်ဆိုရင်တော့ခလေးတွေကိုအယောင်ဆိုးရင်းခံရတာဒိုင်းတစ်ပွဲလုတ်ပြတ်အောင်တော့ကျွန်တော်မလိုလားပါဘူးခလေးတွေက အပြစ်ကင်းစင်ပါလေ very innocent flower လေးတွေပါဒီဥစ္စာကိုကျွန်တော်ကလေးတွေကိုရှင်းရတင်ပြီးတော့လုပ်ရတာကျွန်တော်တော့တက်ွက်တယ်လို့ပဲကျွန်တော်ပြောရမှာအခုဆောက်လုပ်နေတဲ့မြမစီဝါရေးကော်ပိုရေးရှင်း MEC စိတ်ကန်းဟာနိုင်ငံတကာကုန်တင်ကုန်ချသင်းမောတွေဝင်ထွက်သွားလာစိုက်ကပ်ဖို့ဆောက်လုပ်နေတာဖြစ်ပြီး2014ခုနှစ်အကုန်မှာစိတ်ကန်းကိုဖွင့်လှစ်ဖို့ဆောင်ရွက်နေတယ်လို့လည်းသိရပါပါခင်ဗျာ။ ခုဆက်ပြီးကင်နီတိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါ။ကြားပြည်နယ်ကဒေသခံတွေကြုံတွေ့နေရတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးအစိုးရကိုတင်ပြနိုင်မှုအတွက်ပြည်သူ့ဖိုရမ်ကိုလိုင်ကော်မြို့မှာကျင်းပခဲ့တဲ့အကြောင်းမြန်မာဘာသာစာရင်းထိုးတင်ပြထားပါရရှင်။ လေးတရလျချာဒီတင်ညေကရလီချီပုကေပုတေဟေမြတိခဘေနီတပြတဆနေတဟေဒခွီအိုနာညေယီတညေနိုဝေဘလေချီလီဆုတဆေယီဂျာတရီမီချာဟောချီပုကေပုဖိုရာဒသရီဒိုဗီဒီခူတေအကူဒကုဒုနေသိညီနီပုနေပရပဇူတာမြာချီပုကေပုဖိုရာတေမေပလောဂျောလီဦးဟေနာအဲ့တော့ကျန်ဒီလုံယုံဆွေးနွေးပွဲတစ်ခုမှာကျန်ပြုတ်တင်ပြချက်ပေါင်း3ခုနဲ့ဒီဆွေးနွေးသမ ्या လုံယုံဆွေးနွေးပွဲတွေအားလုံးကိုစုစည်းပြီးတဲ့အခါမှာနောက်ဆုံးနေ့မှာ ကျွန်တော်ဒီအကြံပြုတင်ပြချက်တွေကိုတက်လာမယ်ပြည်နယ်ဆိုရဖွဲ့ဝင်တွေပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကိုကျွန်တော်တို့ပိတ်ကြားပြီးတော့မှသူတို့ဆက်လက်ပြီးတော့မှတင်ပြသွားမှာဖြစ်ပါတယ် yima literary me pe prelo plo mu te he na ke ya uni de khali bin te he plo chi ro plu phi si lu ani be ta klo o te dia tu ta ku ne chi pu ke pu te he le pa ne be ani na te thu le ria cha ne thu le ria cha pu chi pu ke debi, pu a te se zu ne ani hence foundation a plo preparatory program ma signa he ni de bi te ku du pu ku ne kayalike tipu kipu forama terimi chabi nobe bale silusu tsetu nyishi tsenu sunya puna kalula yitinyine chahi bedenya kilu hiku prele te pyate sena upamya thuche kyake te pidyo rinu te he kya likhe ku chipu ke pote he na khui ki plot tu pit rimi cha beto he ma ata tu di dia te du cha tu cha te mine de he pa pu na khu ke phu khu nya te rimi cha ni te ku du pu ye ma a chu bui tu de cha chipu ke pu na khui le plot tu pit rimi cha be ni pa he di game pralure prakhya khu du u ko re he na bi foraner nyaki ku khali phu phu prachar si phet he na khui a plo ne ku he be dunya paro sudya thya te sudya he sulu ka khi su sya te he sulu su paro he be dunya ta te pa athu to da khila te nyi pa ma nya chi ta se he be dunya na khui a plo ne te he pa phu nu prepo zu ta nya chi pu ke phu fora te me a plo jole u he na di myama pidin fora long ga ဖွဲ့အနေနဲ့ရည်ရွယ်ချက်ကတော့ဒီမြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ကွေးပြားခြားနားတဲ့ရပ်ဖက်လူမှုအဖွဲ့အစည်းတွေပါဝင်တဲ့ဒီရပ်ဖက်ဖွဲ့စည်းတွေရဲ့အတိုက်အဝန်းတစ်ခုပေါ့နော်ပလက်ဖောင်းတစ်ခုကိုကျွန်တော်တို့ကတိစောက်ချေလို့ခုလို EPF ဖွဲ့တွေနေလိုက်လောက်တာဖြစ်ပါတယ် ဖြစ်ပလောနီငုတလာသီဘီဒရီမီချနီဖိုရာကုနတေဟီပါရောဒီယလီထယာဟိဘေဒညာရှိညီရိရှိညာနာကူဒရီမီချနီညကိဖူဖိုရာခေပါသိငီနီဖူနဖိုရာယီမာကီယလီကေဘရနာဂျီအပလောမူတေဟီနာဘရလူအပလောမူတေဟီပလော့ချီလူထေဆော့ပလော့ချာနီကောမတီဒကထေပဇူဒရီမီချနီရောဘရလူအပလောမူတေဟီနာတီဖိုကေဖူအပရတဇေဆူဆူတေချီလယာချလေဟာသိငီနီဖူနော ဒီညအတွက် RFA ရမြင်တန်냐အစီအစဉ်တွေလည်းဒီမှာရင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။